ကျမကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါရှင်ခုနှစ်နာရီဆိုတဲ့အချိန်ကညနေနေပြီလို့မဆိုနိုင်ပေမဲ့မိုးမောင်ကြနေတဲ့အပြင် လာမိုက်ရက်လေးဖြစ်နေတော့ အမောင်တူးကဖုံးလွှမ်းလျက်ရှိနေတယ်။အစွန်ဖျားရက်ွက်တစ်ခုရဲ့လမ်းမတစ်လျှောက်လူနှစ်ယောက်ကတုတ်တိတုတ်ပြနဲ့ခတ်သက်သက်ရှောင်းလျက်ရှိတယ်။တကူတော့အစာဦးရှိကူရောက်ရှိသွားတဲ့အခါခြေလမ်းများတုန်ကနေရက်သွားပြီးချိုးအစာဦးကိုလှမ်းကြည့်လိုက်တယ်။ဆရာဆရာမောင်မောင်မဲမဲအဝေးတနေရာကလှမ်းခေါ်လိုက်တဲ့အတန်းကြောင့်တိတ်ဆိတ်ငြိမ်သက်လျက်ရှိတဲ့ပဝင်းကျင်တစ်ခုလုံးပဲ့တင်ထမ်းမြောက်မြည်ဟီးတုန်ခါသွားရီ။ ဟာကိုကျော်ဝင် လမ်းမပေါ်ကခေါ်တန်ကြားရီဗျရဲကင်းအတွင် ရုပ်ရုပ်သေးသေးလှုပ်လှုပ်ရွာရွာဖြစ်သွားရီခေါ်တန်ကြားရကို ကင်းတာဝင်ကြရဲသားများဤကကြောက်တောင့်ထိုးလက်နေတံမီနဲ့လမ်းပီထိုးကြည့်လိုက်တဲ့အခါလမ်းဘေးတနေရာမှာရဲကင်းကိုလှမ်းခေါ်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ကြတော့အားလုံးမှာအံအံ့တင့်သွားပြီးလှမ်းမိလိုက်တဲ့ဘသူလဲကွာဘာကိစ္စလဲ မျိုးစုံမျိုးပြောင်းကြောင်ကြကြပြန်ကြရက်ွက်တစ်ခုဖြစ်တော့သိုးသွမ်းရန်ကားတွေလူအများစုနေထိုင်ကြတယ်။တို့ကြောင့်လဲဟန်ကိုဘူမန်တုဘူဆိုတဲ့ကဲ့သို့မဆက်ဆက်လှမ်းမိလိုက်ခြင်းဖြစ်ပါရဲ့။ဟာကျွန်တော်တို့ပါအောင်တပြေတိုးချဲ့ရက်ွက်ကရိုင်မှုဝင်းညွန့်နဲ့စိမ်မှုမြင့်ကြော်ပါစရာအရေးကြီးကိစ္စတစ်ခုရှိလို့လာတာပါ။အော်အေးအေးအေးဝင်ခဲ့ကြလေ။လမ်းမပေါ်မှာလူနှစ်ယောက်က ခတ်သက်သွက်ရဲစခန်းတွင်ကိုဝင်လာကြ၏တက်ဦးမှအပေါ်အင်းကြီးတောင်မပနောက်တက်ဦးမှသာစွဲ့ကျဲလက်ပြက်ဝစ်ထန်လျက်အင်းကြီးမှသွေးစသွေးနာများပေးချမ်းလျက်ရှိ၏သူတို့ကိုအနီးကပ်မြင်တွေ့လိုက်ရတဲ့ရဲများမှအလွန်အံ့အန်းသင့်သွားသလိုအထူးစိတ်ဝင်စားမှုလေးဖြစ်သွား၏ဆရာမြင့်ဦးဆရာမြင့်ဦးဒီမှာဧည့်သည်တွေရောက်နေတယ်လာပါဦးကဲထိုင်ကြပါဗျာဘာကိစ္စများရှိပါသလဲ အိတ်တော့မလို့ပြင်ဆင်နေတဲ့တာဝင်မှုဒူရဲအုပ်မြင့်ဦးကထွက်လာပြီးတပွဲရှိရှိ ကလေထိုင်လို့တလုံးမှဝင်ထိုင်လိုက်တယ်။စူဇမ်းမောင်ဘာရမြအရေးကြီးလာကြတာလေ။ဒီလိုဗျကျွန်တော်တို့ယူသနာလန်ထိတ်စာတင်ချောင်းဘေးမှာရှိတဲ့ကားမတ်တိုင်ဇီရဲထဲမှာအမျိုးသမီးတယောက်အသက်ခံရလို့အဲ့ဒါလာပြီးတော့အကြောင်းကြားတာပါ။ဟာဟမ်ဟောဗျာအားလုံးကအံအံတင့်သွားကြတယ် ရဲများဘာစကားမှမပြောနိုင်ကြမှင်သက်မိတယ်လို့ဖြစ်သွားကြ रे ဘဲကအမျိုးသမီးလေအခုရော အလောင်းကဘဲမလဲဒူရဲအုပ်မြင့်ဦးက အုံနောက်ခြောက်သွား रे လူတက်မှုဆိုရင် အမှုကြီးဖြစ်နေတော့ပေါပေါလက်ခံလို့မဖြစ် အသေးစိတ်မေးမြန်းမှဖြစ်မယ်လို့တွေးလိုက်မိချင်းဖြစ်ပါ रे ကဲကြပါအောင်ကဲကြပါအောင်ဆိုတဲ့အတန်ကြားလို့ကျွန်တော်ကမန်ကရန်လိုက်သွားကြ रे ဟိုရောက်တော့တတ်တဲ့လူကိုမတွေ့ရတော့ဘူး အတက်မတည်ပဲတွေးရတယ်အဲ့ဒီအမျိုးသမီးကိုပွေချီပြီးစီးရုံပို့မယ်အလုံမှာအတက်ပြောက်သွားတယ်ချက်ချင်းအဲ့ဒီမှာပဲထားခဲ့တယ်အခုအဲ့ဒါဆရာတို့ကိုလာပြီးတော့အကြောင်းကြားတာပါဟာဗျာတက်တဲ့လူကိုမတိလိုက်ဘူးလားအရေးတောင်မတွေးလိုက်ရဘူးမုံမောင်ကြနေတယ်ပြီးတော့ဘာလင်းရောင်မှလည်းမရှိတော့ဘဲသူဘဲဝါလို့တောင်ခံမှန်းရခတ်သွားတယ်ဒါပေမဲ့လမ်းထိပ်ကပြန်လာတဲ့လူတယောက်ကပြောတယ်အင်းကြီးလက်တို့အနီရင့်ရောင်မှအကွက်ပါတဲ့ အင်ဂျီဝစ်ထားတဲ့လူတယောက်ကိုတော့ကတော့ကရက်နဲ့လမ်းကျိုးတစ်ခုတည်းဖြတ်ဝင်သွားတာမြင်လိုက်တယ်လို့ပြောတာပဲ။အင်းကောင်းပြီလေ။အခုအလောင်းကဘဲမှာလေ။အဲ့ဒီနေရာတည်းမှာခြေရလက်ရမပြတ်ထားခဲ့တယ်။ရက်ွက်လူကြီးတွေဥက္ကရာတွေစောင့်ကြံခဲ့ပါရဲ့။ဒီလိုဆိုရင်အဲ့ဒီအမျိုးသမီးဟာဘဲသူဘဲဝါဆိုတာလုံးဝမသိသေးဘူးပေါ့။အသားဖြူဖြူအယံ့မြင့်မြင့်အသက်25နှစ်လောက်ပဲရှိအောင်မယ်လို့ထင်နေ။ ။ကျောင်းဆရာမတယောက်ဒါမှမဟုတ်သူနာပြုတ်ဆရာမတဦးလိုတော့ထင်တာပဲ။လက်ဆွဲချင်းထဲမှာတော့စာအုပ်တအုပ်ရေးပြီးတော့စာရွက်စာရမ်းနေလေမြင်နေ။အမှုနဲ့ပတ်သက်နိုင်တယ်ထင်လို့ဘယ်သူမှမကန်ရဲသေးဘူးဆရာ။အေးအေးကျွန်တော်တို့တခါလေးလိုက်ခဲ့မယ်။ကိုစိန်အေးနဲ့ကိုဝင်းမြင့်လိုက်ခဲ့ပါ။ကိုကျော်ဝင်းစကမ်းမှုကိုတော့တင်ပြလိုက်ဦးနော်။ကျွန်တော်တို့လိုက်သွားလိုက်မယ်။ ဒူရဲအုပ်မြင်းဦးနဲ့တူဒူတက်ချက်စင်အီရဲတပ်သားဝင်းမြင့်တို့မှအကြောင်းကြားလာတဲ့ရဲရွာလူကြီးများနဲ့တဘာရဲလိုက်သွားကြတယ်။အလောင်းကိုမစစ်စေးမီ ပလတ်စတစ်ချင်းနှောင်းနဲ့မှပစ္စည်းများကိုစစ်စေးကြည့်ရှုတဲ့အခါတဲလွန်စားအဖြစ်စားရဆောင်ကိုတွေ့ရသည်။မမကျွန်တော်စိတ်မရှိတော့ဘူးဗျ။မမကကျွန်တော်ကိုလှည့်စားနေတာလား။ဒါမှမဟုတ်ညားနေတာလား။ကြာလာရင်ကျွန်တော်တီးမခံနိုင်တော့ဘူးနော်။ မမပြောသလိုပြောကြတဲ့န်းဆိုရင်ဒီကိစ္စဒီပြဿနာဖြစ်လာဘယ်သူစတယ်လဲပြောစမ်းမအောင်ကျွန်တော်ဘဝမှာ မမဟာကျွန်တော်ရဲ့ချစ်ဖူးသူလေးဖြစ်တယ်ချစ်ဦးသူလေးဖြစ်တယ်မမမှာကလေးနှစ်ယောက်နဲ့အိမ်တော်တွေတယောက်ဖြစ်နေတယ်ဆိုရင်ဒီကိစ္စဒီဇက်လန်းကို မမဘာဖြစ်လို့ဖန်တီးခဲ့တယ်လဲမမကိုချင်းမစအောင်မမဟာ တကူကောင်းတိတ်ဆန်နေမတက်တိုင်တက်ပြတာမဟုတ်ဘူးမမအနေနဲ့ဒီကိစ္စကိုထမင်းစားရေတောက်လောက်ပဲသဘောထားလိုက်မယ်ဆိုတော့ ကျွန်တော်ကြိုတင်စဉ်းစားမိပါတယ်ဒါပေမဲ့ကျွန်တော်ဘက်ကိုစဉ်းစားကြည့်ပါဦးမမြင်ဘူးမူးမြစ်ထင်ဆိုတာကျွန်တော်ပါမမရေကလေးနှစ်ယောက်အမေအိုကြီးကိုမှကျွန်တော်တန်တန်ဆွဲဖြစ်နေတာလွန်တလားမမတခါတလေမမလာစားသွားထုတ်တဲ့အခါကျွန်တော်ပါလိုက်ချင်တယ်လို့ပြောတာလွန်တလားကိုရဲ့ချစ်ဘူးသူနဲ့ချစ်ဦးသူတယောက်ကိုဒီလိုပြောမိတော့မမကစိတ်ဆိုးတယ်ပေါ့စဉ်းစားပါမမရေအတွေ့အကြုံနုနယ်သေးတယ်ကျွန်တော်ဘဝကို ဖြက်စီပစ်လိုက်တာဘာလို့လဲမမပဲမဟုတ်လားကျွန်တော်ကတော့လေအယုံကြီးမှတ်ပြီးတော့မမကိုလေအယမ်းယုံအယမ်းချစ်မိလို့အယမ်းခံစားနေရပြီဆိုတာမမသိရဲ့လားမမကတော့မမရဲ့အသွေးသားတွေကိုတရင်ကဖြေးဖြောက်ဖို့အတွက်ကျွန်တော်ကိုအတုံးချခဲ့တယ်ညာခဲ့တယ်လိန်ခဲ့တယ်မမအလိုမရှိတဲ့အခါကျတော့ကျွန်တော်ကိုကန်ထုတ်ခဲ့တယ်ရပါတယ်မမရေဒါပေမဲ့မမဗဇက်ဖျားကအမုန်းစကားတွေကို ကြားကြင်လွန်းလို့ကျွန်တော်ရဲ့နောက်ဆုံးတောင်းဆိုချက်ကိုမမလက်ရောပါလို့အတနာခံပေးရစီကျွန်တော်မလေးမမကိုချစ်တဲ့တခုတည်းသောအတ္တိတရားကလွဲပြီးတော့မမမရှိတော့ပါဘူးမမရဲ့မမရဲ့အတုံးချခံပစ္စည်းလေးတခုဖြစ်ခဲ့ရတယ်ကျွန်တော်ကိုခွင်းလို့စိတ်ကလေးမွေးပြီးတော့ကျောင်းနိုင်တီတီမမနဲ့ချင်းတွေ့နေကြနေရလေးကိုတော့လာခဲ့ပါအောင်လို့တောင်းမှမာရီကျွန်တော်ကအရန်ခံစားနေရတာဆိုတော့မမလာမတွေ့ရင် ကျွန်တော်လိုက်လာမိမလားမသိဘူးနော်ကျွန်တော်ကိုတွေ့တဲ့အခါမမရဲ့မုံတီးစကားတွေကိုမမကြိုက်သလောက်ပြောနိုင်ပါ रे မမရဲ့အမုန်းကိုခံယူပြီးမှပဲကျွန်တော်ဝေးရကိုပြေးပြရစီ မမရဲ့အညာမိကောင်းလေးအထွန်းစာဆောင်သွားတဲ့အခါဒူရဲအုပ်မြင့်ဦးကသူ့အလိုက်တဲ့ဇာရွက်ကိုခောက်လိုက်ပြီးစာအိတ်ထဲကိုပြန်ထည့်လိုက်တဲ့ တခြားတခြားသောမှတ်သားဖွယ်ရာပစ္စည်းမှန်သမျှတသက်ကံပစ္စည်းများအဖြစ်ရှာဖွေပုံစံနဲ့တင်ဆက်လိုက်ပေမယ့်ထူစာကိုတော့မိမိရဲ့ဘောင်းမီအိတ်အတွင်းမှာထိုးထည့်ပြလိုက်သည်။ကဲဒီကလူကြီးတွေဘာပြောချင်ကြသေးသလဲ။အားလုံးပြီးရင်တော့ဆေးရုံပို့ရမယ်။ဆရာဝန်ရဲ့ဆေးမချက်ယူရအောင်မယ်။ဆရာဒီအမျိုးသမီးကကျွန်တော်တို့ရက်ွက်ထဲကတော့မဟုတ်တာသိကြတယ်။ရက်ွက်ဥက္ကရာကစကားဆလိုက်တော့ စဉ်းစားနေတဲ့ဒူရဲအုပ်မြင့်ဦးမှာခေါင်းဆက်ခနေထောင်ပြစ်လိုက်တယ်။နောက်တစ်ယောက်ကလည်းဆက်ပြောပြန်တယ်။ဟုတ်တယ်ဆရာ။တခြားတနေရာကပဲဖြစ်ရမယ်။ထမင်းကြိုင်လေးပါတယ်ဆိုတော့အစိုးရဝင်တန်းလား၊ကမတီဝင်တန်းလားတခုခုတော့ဖြစ်ဖို့များတယ်။ဝင်တန်းဆိုရင်တော့ပိုးလွယ်တာပေါ့။အစိုးရဝင်တန်းဖြစ်ဖြစ်ကမတီဝင်တန်းပဲဖြစ်ဖြစ်သူတို့ဌာနမှာတော့သတင်းဆောင်ထွက်လာမှာပေါ့။ဒါပေမဲ့အစိုးရဝင်တန်းဖြစ်ဖို့များတယ်။တနေရာရာမှာလစာသွားထုတ်ရတယ်ဆိုတော့ ။သူနာပြုတ်ဆရာမတက်ဦးလား။ဒါမှမဟုတ်ကျောင်းဆရာမတက်ဦးလားဆိုတာစဉ်းစားစရာတော့ရှိတာပေါ့ဗျာ။ဟုတ်တယ်။ခမရပြောတာဖြစ်နိုင်တယ်။ဒါပေမဲ့လူသက်တရခံဟာနေမြေခံဖြစ်ရမယ်။တေသူအမျိုးသမီးဟာတရက်တရွာက လာရောက်အမှုထမ်းနေတာဖြစ်ရမယ်။ဒီတော့ဆရာသမားတို့ရက်ွက်တယ်မှာနည်းနည်းပါးပါးနားဆွင့်နေကြပါ။အကြောင်းထူးရင်တော့အချိန်မရွေးလာပြီးတော့အကြောင်းကြားကြပါ။ရာဇဝတ်ဘေးပြေးမလို့ဘူးဆိုပေမဲ့ မြန်မြန်တရားခံပေါ်တော့မြန်မြန်တာဝန်တစ်ခုအေးသွားတာပေါ့ခုဖြစ်ရတဲ့လူတက်မှုကလည်းဥက္ကရာကြီးတို့နေမြေမှာဖြစ်နေတာဆိုတော့ဥက္ကရာကြီးတို့မှလည်းဓာတ်ရိုက်တာဝန်ရှိနေပါတယ်ရဲနဲ့ပြည်သူပူးပေါင်းကူညီရမယ်ဆိုသလိုပြည်သူတို့ရဲ့အကူအညီကိုလိုတယ်လို့ဆိုတာပါစကားများပြောကောင်းနေစင်မှာပဲလူနာတင်ကရောက်လာတော့အမျိုးသမီးရဲ့အလောင်းကိုကားပေါ်တင်ဆောင်ပြီးဆေးရုံကိုမောင်းသွားရင်ဟယ်လိုဆရာဆရာမြင်ဦးရှိလား အေးငါမြင်ဦးပါကွာအတော်ပဲဆရာကြီးဆရာပြောတဲ့အတိုင်းကျွန်တော်သွားတယ်ဒီကောင်လေးသေးကြတယ်ကဲစူစမ်းမအောင်ဘလို့သေးကြတာလဲသူတို့ရက်ဆိုင်ထဲမှာပြောနေတာကျွန်တော်အားလုံးကြားတယ်ဒီကောင်လေးနာမည်ကဝင်းထွန်းနဲ့သူနဲ့ဆရာမခင်းစိန်ဟန်ဖြစ်နေတာကြားပြီတဲ့သူ့ကိုညာတဲ့အကြောင်းသူမခံစားနိုင်တော့လို့သွားချင်းတွေ့တဲ့အကြောင်းတွေပေါ်ဆရာကြီးမူမူယူယူနဲ့တငယ်ချင်းတွေကိုပြောနေတာကြားခဲ့တယ်ဆရာ။ ီကောင်လေးကနှင်းစီအလကံရီတခုကဝင်တန်းတူလို့သိရတယ်။ဒီလိုဆိုကောင်းပြီလေ။သူ့အိမ်သူ့လိပ်စာရောသိရပြီလား။ဘဲမနေတယ်ဆိုတာတော့အတိအကျမသိရသေးဘူးဆရာ။ဒါပေမဲ့သူကကံရီဝင်တန်းဆိုတော့အဲ့ဒီကံရီကစောင့်ပိုင်းရပါတယ်။အမျိုးသမီးကတန်လျင်ကဆိုတော့ဒီမှာအလောက်လာလုံရင်းနဲ့တွေ့သွားကြတာနေမှာပေါ့။တေချာရဲ့လားဆရာမျိုးမြင့်။ဟုတ်တယ်ဆရာ။အဲ့ဒါတေချာတယ်။ဒါပေမဲ့ ဒီလိုသူကျူးလွန်မိတယ်ဆိုတာကိုတော့လုံးဝမပြောဘူးစရာဖုံးကွယ်ထားတယ်။ဒါပေါ့ဆရာမျိုးမြင့်ရဲ့တကယ်စိတ်ပါလို့ကျူးလွန်မိတာလားလက်လွန်ချေလွန်ဖြစ်သွားတာလားဆိုတာသူဘယ်ပြောမလဲ။ဒါပေမဲ့မတင်ငါမှုနဲ့ဆွဲလို့ရပြီလေ။မနှက်ဖြန်သူ့အလုပ်ချိန်မှာစောင့်ပြီးတော့ဖမ်းကြတာပေါ့။ရဲချက်ကြီးမျိုးမြင့်ပြောလို့သာလက်ခံရမှာဖြစ်ပေမဲ့လူသက်တည်းရဲ့ခံမှာဝင်းထွန်းဖြစ်နိုင်မယ်လို့မထင်။ဝင်းထွန်းရေးထားတဲ့စာအရလေးလာကြည့်မိတဲ့အခါ ခင်စိန်ဟန်ကိုအလွန်ချစ်နေတယ်လို့သိရတယ်။အင်မတန်ချစ်မြတ်နေရတဲ့ချစ်သူတယောက်ကိုဒီလိုပုစုပစက် လုံးလိုက်မယ်မထင်။ဒါပေမဲ့တနာယာကစိတ်ကအလွန်ကြောက်စရာကောင်းနေ။ပြောကြဆိုကြစကနိုင်လူကြရင်ခြေလွန်လက်လွန်ဖြစ်သွားတယ်ဆိုရင်လေဖြစ်နိုင်နေ။တခုတော့စဉ်းစားစရာရှိတယ်။အလွန်ချစ်ရတဲ့ချစ်သူတယောက်ကိုချိန်ဆိုပြီးတွားရောက်တွေးဆောင်ရမှာတေးစီလောက်တဲ့တာဒါမှမဟုတ်လက်နဲ့တခုခုယူသွားလိုက်မယ်လို့မထင်။ ယခုတည်ဆုံးတော်ရတဲ့လူတက်မှုဖြစ်တော့ဝင်းထွန်းဖြစ်နိုင်မဖြစ်နိုင်စဉ်းစားစရာတော့ဖြစ်နေတယ်။မိမိရထားတဲ့တဲလွန်စာအရာသွားရောက်စုံစမ်းထောင်လန်းခိုင်းထားတဲ့ရဲကြက်ကြီးမျိုးမြင့်ရဲ့သတင်းပေးချက်အရာဆိုရင် ဝင်းထွန်းလက်လွန်ချေလွန်သာဖြစ်သွားနိုင်တယ်။မြည်တို့ပဲရှိစီတဲလွန်စာအရာဖြစ်ဖြစ်မတင်ကောင်မှုနဲ့ပဲဖြစ်ဖြစ်ဝင်းထွန်းကိုဖမ်းထားရန် လုံလောက်တဲ့အထောက်အထားများရထားပြီးဖြစ်ခြင်းအကယ်လို့မဖမ်းမီမှာ ဝင်ထွန်းကိုစစ်ဆေးကြည့်မယ်ဆိုရင်ရှောင်းတိန်ထွက်ပြေးမှာဆိုလို့ဖမ်းဆီးပြီးမှစစ်ဆေးပါကအမှန်တိုင်းသိရှိရမှာဖြစ်တော့အထောက်ထားပုံမူခိုင်လုံအောင်လှုပ်ဝက်စုံစမ်းခိုင်းထားခြင်းဖြစ်ပါရဲ့ကျဲကျက်ကြီးမျိုးမြင့်နဲ့တယ်လီဖုန်းပြောပြီးသွားတဲ့အခါအမှုရဲ့လူသက်တရခန့်ကိုဆက်လက်စဉ်းစားရပြန်နေအကယ်လို့မြောက်ဝင်းထွန်းကိုဖမ်းပြီးမှမဟုတ်ခဲ့ရင် သူများပြောစရာဖြစ်နေမလားစဉ်းစားရင်းစဉ်းစားရင်းနဲ့အုံနောက်ရှုပ်လို့လာရီဆရာဆရာ မောင်မောင်မဲမဲလမ်းမပေါ်ကလမ်းခေါ်လိုက်တော့အဆောင်ရဲသားတယောက်ကအပြင်ကိုလှမ့်ပြီးလမ်းနေတံမီနဲ့ထိုးကြည့်တဲ့အခါယောက်ျားလူရွယ်နှစ်ယောက်ကိုလမ်းမပေါ်မှာရဲလျက်ခေါ်နေတာကိုတွေ့ရသည်။ဘသူတွေလဲ?ဘာကိစ္စလဲ?အော်ကျွန်တော်တို့ပါ။ရက်ွက်ထဲကယာယမှုဝင်းညွန့်နဲ့စေယမှုမြင့်ကျော်ပါ။အော်အေးအေးလာလာဝင်ခဲ့ကြပါ။ ဝင်ခွင့်ပြုလိုက်တဲ့အခါထိုးလူနှစ်ဦးမှာခတ်တုတ်တုတ်ကလေးရဲစခန်းအတွင်ကို ဝင်သွားကြ၏ရဲစခန်းအတွင်ရှိတပွဲမှာစင်ရဲစရာရှုပ်နေတဲ့ဒူရဲအုပ်မြင့်ဦးကိုအစင်သည့်မဲတွေ့လိုက်ကြ၏ဟာကိုဝင်းညွန့်တို့ပါလားဘာတရင်ထူးလို့လဲလူသက်တရခန်တွေ့ထားပြီထင်နေနောက်တက်လို့လို့ပြောင်းတယ်လို့လို့ပြောလိုက်တဲ့အခါရိုင်မှုဝင်းညွန့်မှာမျက်လုံးမျက်စံပြူဖြစ်သွား၏အာဆရာအဲ့ဒီလိုမဟုတ်ဘူးလူသက်မှု အေးဗျာအဲ့ဒီလူတတ်မှုကတဲလွန်စားတွေ့ရလို့လာအကြောင်းကြားတာမဟုတ်လားမဟုတ်ဘူးဇေယမြားရပင်လမ်းထိပ်က6အကွက်မှာဝင်းထွန်းအတက်ခံရတယ်နိုးပုတ်ပြီးပြန်လာတဲ့ကလားတယောက်ကပြောလို့အ мян တော့ကြည်တော့တည်နေပြီဒံယာကဓာတ်တံယာလို့တော့ထင်တာပဲဟာဟုတ်ဗျာရဲစခန်းတစ်ခုလုံးအန်အန်တင့်သွားကြတယ်ဘဲကဝင်းထွန်းလေနှင်းကြီးကံမီမှာအလုံးလုံးနေတဲ့ ပစ္စည်းထိန်စရေ ဝင်ထွက်မာစရာ မာကလန်းနေကောက်ဥညွတ်အောင်ဒေါ်နှင်းကြိုင်ရဲ့သားပါဟာဗုဒ္ဓဒူရဲ့အုပ်မြင်ဦးမှာအုံနောက်ရှုပ်သွားတယ်ဘာလုံးလို့ဘာပြောရမှမသိငင်းငိမ့်ငိုင်ငိုင်ဖြစ်သွားတယ်ဆရာကြီးအင်းငိမ့်ဆရာကြီးအင်းငိမ့်ဗျာဆရာမနှက်ပြန်ကျွန်တော်တို့တော့ဖမ်းမယ်ဝင်းထွန်းအသက်ခံရလို့တေးပြီတဲ့ဗျဘလို့ဖြစ်တာလဲဆရာရဲ့အာလုံးရှုပ်ကုန်ပြီဟုတ်တယ် အမှုကအားလုံးရှုပ်ကုန်ပြီ။အင်းကိုဝင်းညွန့်တို့ကိုလည်းပြောရတော့မှာပဲ။အဲ့ဒီဝင်းထွန်းပေါ့ခင်းစင်ရန်တတ်မှုနဲ့ကျွန်တော်တို့မနှက်ဖြန်သွားဖန်ဖို့စီစဉ်ထားတယ်။ခုတော့ဘာလို့လို့ဘာကံရမှမသိတော့ဘူး။အုံနောက်စားသွားပြီဗျ။စဉ်းစားစရာတွေတော့တစ်ခုပြီးတစ်ခုဖြစ်လာပြီ။နှုတ်ပိတ်လိုက်တာများလား။ခမရပြောတာလည်းမဖြစ်နိုင်သေးဘူး။ဒီစုံတယောက်ကတတ်လို့ဝင်းထွန်းမျက်မြင်ကိုယ်တွေဖြစ်နေမှာတော့ဘယ်ကြည့်နေမလဲကိုဝင်းညွန့်ရဲ့။ ။သူအင်မတန်ချစ်တဲ့ချစ်သူတယောက်ကိုတတ်လိုက်တာ။ဒီတိုက်လက်ပိုက်ကြည့်နေပါမလား။သူကိုယ်တိုင်တတ်တိမရှိဘူးဆိုရင်တော့တန်းဆိုင်ရာတဏီရာရာကိုတော့တဏီမဟုတ်တဏီနဲ့တော့အကြောင်းကြားမှာပါပဲ။ဒီလိုဆိုကျွန်တော်လည်းမစင်စားတတ်ဘူး။ကဲဆရာဒီကိစ္စဘာဆက်လုပ်ရမလဲ။ကျွန်တော်တို့ကတော့မြို့နယ်မှူးစီတင်ပြပြီးတရားခံဖော်ထုတ်နိုင်ရေးဆက်လက်လှုံ့ဆော်ရမှာပေါ့။ကဲကျွန်တော်တို့လိုက်သွားကြရအောင်။ဆရာထိန်လင်းလေးလိုက်ခဲ့ဗျာ။ ဆရာမြင့်ဦးအမှုကတဲလွန်စာအဆက်ပြတ်နေပြီပေါ့ဟုတ်လားတဲလွန်စာအဆက်ပြတ်နေတယ်တော့မဟုတ်ဘူးပေါ့ဗျာမတိကြဘဲနဲ့မဖမ်းချင်ဘူးဗျာအပြစ်ရှိတဲ့လူတယောက်ကိုဖမ်းမမိသေးတာတဲ့အပြစ်မရှိတဲ့လူတယောက်ကိုဖမ်းမိမှဆိုးလို့ကျွန်တော်စဉ်းစားနေတာပါမတင်ကမှုနဲ့ဇွဲရင်တော့ရပါတယ်ဒါပေမဲ့မဟုတ်လို့မှားသွားလို့ပြန်လွှတ်လိုက်တယ်ဆိုတာမျိုးကျွန်တော်အပြစ်မခံချင်ဘူးဗျကဲဒါဆိုခမရစာကို ျွန်တော်ဝေဖန်သုံးသပ်ပြမယ်ခမရလက်ခံရင်ဖမ်းမလားဟာဗျာကျွန်တော်ယုံကြည်မှုရှိမှတော့ပြောနေစရာလိုသေးသလားဒီကောင်လေးရေးတဲ့စာကို ခမရလေ့လာကြည့်ဘသူ့ကိုဖမ်းရမယ်ဆိုတာခမရလိုလိုသိလာမှာပါတာမန်ဖက်ကြည့်ရင်တမျိုးသူ့ရဲ့ theory ကိုတွေးအောင်ရှာတတ်ဖို့လိုရဲ့ဗျပြီးတော့ခမရမှာရထားတဲ့တဲလွန်စာအထောက်အထားတွေလည်းရှိတာပဲဗျအဲ့ဒါဖော်မြူလာလीဆက်ဆက်တွေးကြည့်နိုင်မို့ခမရရဲ့အုံနောက်ကို တရားခင်းပေးထားပြီပဲဒီကိစ္စဒီပြဿနာဖြစ်အောင်ဘသူစတာလဲဆိုတာစားထဲမှာပါတယ်မဟုတ်လားဒါကိုထောက်ရှုကြည့်မယ်ဆိုရင် အမျိုးသမီးကလိုလိုချင်းချင်းဖြစ်လာပြီးစလို့သာဒီကောင်လေးပါတာဖြစ်ရမယ်ပြီးတော့ဆီယာမဆိုတဲ့အဟန့်အရှိန်အဝါပေါ့ဗျာဒီလိုလဲရှိတော့ကောင်လေးကအရင်စတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးပြီးတော့နောက်တစ်ချက်ကမင်းကလေးတယောက်ကစတယ်ဆိုတာပေါ့ပေါ့တန်တန်စဉ်းစားပြလို့မရဘူးကိုလူ စိတ်ဓာဘေးဓာအရာပြောရမယ်ဆိုရင်ရှိမဲ့သူရဲ့ပုံမှန်အနေထားဟာမရှိတော့ဘဲယောဂကိုကြော်လွန်ပြီးဝေဒနာတရအဖြစ်ကူပြောင်းနေပြီလို့ပြောရမှာပဲဝေဒနာဆိုတာခံစားရတာကိုပြောတာသွေးသားရဲ့ထိုးနှက်ချက်ကိုသူအရရင်ဆိုင်တိုက်ပွဲဝင်နေရတာဖြစ်ရမယ်ဒါမျိုးရိုးနဲ့မဆိုင်ဘူးတဘာဝနဲ့ပဲဆိုင်နေစေပညာနဲ့ဆိုင်နေနောက်တစ်ချက်ကတော့အင်မတန်ဆွဲလန်းချစ်မိနေတဲ့ချစ်သူတယောက်ကိုဒီလိုရရဆက်ဆက်လှုပ်ပါမလားဗျာ ဒါပေမဲ့ကောင်လေးရဲ့ဇာထဲမှာပါတယ်လေ။လာမတွေ့ရင်လိုက်လာမယ်ဆိုတာ။အေးဒီတော့မတွေ့ကျင်တော့ပေမဲ့လာတွေ့ရတာပေါ့။အင်မတန်နူးညံ့တဲ့ဂရီဘာတွေ့ဆုံပွဲဘယ်ဖြစ်နိုင်တော့မလဲ။တစုံတစ်ခုအတိုင်းအတာတည်းဖြစ်သွားမှာပဲ။တယောက်နဲ့တယောက်တင်းမာမှုတွေပေါက်ကွဲကြမယ်။အဲ့ဒီအချိန်မှာတယောက်ထက်မှန်ပြီးတော့ရောက်လာရမယ်။ရောက်လာတဲ့လူဟာလူသက်သမပဲဖြစ်ရမယ်။ဒီမြင်ခွင့်ကြောင့်ပေါက်ကွဲပြီးစိတ်ကိုထိမ့်မရတော့ဘဲ။ လက်လွန်ခြေလွန်ဖြစ်သွားရမယ်။ကောင်လေးကတော့စောစောစီးစီးမြင်ကလေးကထွက်ပြေးမှာပဲ။ခမရပဲစဉ်းစားကြည့်လေ။ခိုးကြောင်ခိုးဝက်လာတွေ့တော့ထွက်ပြေးသွားတယ်ဆိုတာမဖြစ်နိုင်ဘူးလား။ဟိုကလည်းစိတ်တုန်နေပြီးလိုက်ချနေတာပဲဖြစ်ရမယ်။ဒါကြောင့်လက်နဲ့တခုခုကကြိုတင်ပါလာတာပေါ့။ကိုချစ်သူနဲ့ချင်းတွေ့မယ်လူတယောက်ကသေးသေးလောက်တဲ့လက်နဲ့တခုခုတော့ယူမလာပါဘူးကိုမြင်ဦးရဲ့။ခံစားချက်ဝေဒနာကိုထုတ်ပြဖို့သူ့မှာလုံလောက်တဲ့နှလုံးသားတက်တေကံပြည့်စည်ပဲပါလာမှာပေါ့။ ကဲစဉ်းစားမိပြီလားအေးရှိသေးတယ်အဲ့ဒီအမျိုးသမီးအသက်ခံရတဲ့နေ့ကတန်လျင်ရန်ကုန်သောမှန်လုံကားပေါ်မှာလူတယောက်တွေ့လိုက်တယ်လို့တေဆောင်းသူအမျိုးသမီးဘက်ကမျက်မျက်သက်သည့်တယောက်ကပြောပူးသေးတယ်ဆိုခမရပဲရေးကြီးသဲလွန်စားဖြစ်တယ်ဆိုပြီးကျွန်တော်ကတော့အတိမပေးသေးဘူးလေဒီတော့အားလုံးကိုဆက်ဆက်တွေးကြည့်လိုက်ပါမြင်းဖြောင်တစ်ချောင်းဟာတခြားမြင်းဖြောင်တစ်ချောင်းကို ဖြတ်သွားတဲ့အခါမျက်နှာချင်းဆိုင်ထောင်များတူညီတယ်ဆိုတာသိရတယ်ကဲ အဖြစ်မပေါ်သေးဘူးလားဖော်မြူလာသိရင်သီအိုရီကိုသိရမယ်သီအိုရီကိုသိရင်အဖြစ်သိပြီပေါ့ဗျာသဘောပေါက်ပါပြီဗျာကျွန်တော်အမြန်ဆုံးသူ့ကိုတွားပြီးတော့ဖမ်းလိုက်ပါမယ်ဟုတ်တယ်ခမရဖမ်းမယ်ဆိုတာတည်ဆုံးသူခင်စိန်ဟန်ရဲ့ယောက်ျားဇော်ဝင်းမယ်မဟုတ်လားဟုတ်တယ်လူတက်မှုကနှမှုဖြစ်နေတယ်လေဘဒုတက်မှုနဲ့ဖမ်းမှလဲကိုမြင်ခင်စိန်ရောဝင်းထွန်းရောနှစ်ယောက်စလုံးတက်မှုနဲ့ဖမ်းမှလေမဟုတ်ဘူးလား ဟုတ်လိုက်လေကိုမြင်ဦးရေဒီတခါတော့ခမရရဲ့အတွေးခေါ်ဟာကျွန်တော်အတွေးခေါ်နဲ့တထထဲဖြစ်သွားပြီဗျာလက်ပွေပုံစံများကိုစစ်ဆေးလိုက်ရတက်သေးများတက်သေးကံပစ္စည်းများကိုထုတ်မသုံးလိုက်ရပဲတလားခန့်ကြားသွားတဲ့အခါမစစ်ဆေးမမင်းမြန်းမေအကြကြီးအချုပ်ထဲထားရမလားဆိုပြီးဒေါသဦးများပေါက်ကွဲသွားကော သူတက်မိကြောင်းဝန်ခံပြောဆိုပါမယ်လို့ပြောလာတော့ဒုတိယလပထမပတ်တနင်္လာနေ့မှာတာဝန်ရှိအရာရှိများရှိမောက်မှာစိတ်လုံရှားအိုပါဖြစ်နေပြီး나ကြီးချက်ပေါင်းမြောင်များစွာနဲ့ဝန်ခံထွက်ဆိုရီအကယ်လို့သာစိတ်လုံရှားမှုကိုတိုင်းထွာရဲခင်မိကွန်ပျူတာဆက်ရှိမယ်ဆိုရင်စိတ်လုံရှားမှုပြင်းထန်လွန်းပြီးတိုင်းထွာရဲကွန်ပျူတာဆက်ပျက်စီးသွားမယ်လို့ထင်နေခင်စိန်မှာကျွန်တော်ရဲ့ဇနီးဖြစ်ပါရီး ရန်ကုန်မြို့ရှိလုပ်ငန်းဌာနတစ်ခုမှတွားရောက်တာဝန်ထမ်းနေစဉ်အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်လာပါ၏အမျိုးမျိုးသောပြောဆိုဆုံးမတော်လည်းမရဆက်လက်ဖောက်ပြန်နေသဖြင့်တွားရောက်ခေါ်ယူစဉ်မှာစိတ်မထိန်နိုင်မဲတတ်မိကြောင်းသူတို့နှစ်ယောက်စလုံးကိုတတ်ပြီးမှကျိုးစိန်တက်မယ်လို့ဆုံးဖြတ်ပြီးနောက်တနေ့ကောင်းလေးကိုပါဆက်တတ်မိကြောင်းဝန်ခံပြောဆိုတဲ့အခါအမှုလိုက်ဒူရဲအုပ်မြင့်ဦးကတိလိုတဲ့အချက်များကိုဆက်လက်မေးမြန်းလိုက်တယ် ခမခင်စိန်ဟန်ကိုတတ်တဲ့နေကအင်ကြီးအနီရောင်မှာအကွက်ပါတဲ့အင်ကြီးဝှက်ထားတယ်မဟုတ်လားဟုတ်ပါတယ်အန်ဩတလူဖြစ်သွားပြီးနောက်ဝန်ခံလိုက်တယ်ဒူရဲအုပ်မြင့်ဦးကဒသနာဇာကြီးဦးစန်းငွေရဲ့မူအတိုင်းတဲလွန်စာတခုဖော်မြူလာတခုကိုထုတ်ပြလိုက်ခြင်းဖြစ်ပါတယ်ဒါဖြင့်ဘာဖြစ်လို့အကောင်လေးကိုတတ်တဲ့အခါမှလေဒီအင်ကြီးကိုပဲဝှက်ထားရသလဲဗျာ ီတိချိန်မှာတော့ဇော်ဝင်းတယောက်အံဩယုံသမကထိတ်လန့်တုန်လှုပ်သွားပြီးဘာပြောရမှမသိဖြစ်သွားရီဖုံးခွေမနေပါနဲ့တော့ဗျာအမှန်တိုင်ပြောတာပြောလိုက်စမ်းပါအားလုံးဟုတ်မှန်ကြောင်ခမရဝန်ခံထွက်ဆိုထားပြီးပြီပဲဟုတ်တယ်ဗျကျွန်တော်ကလည်းဒီအမှုပေါ်မှာပဲဆိုတော့အလိုလိုသိနေတယ်ကျွန်တော်စိတ်တွေကိုချောက်လန့်နေတယ်လို့လဲခံစားနေရတယ်ဒီရက်ထဲမှာခမရတို့ကလည်းလာမေးလိုက်ပြန်သွားလိုက်နေတယ် ရုံတင်စစ်စေးခြင်းလည်းမရှိတော့ကျွန်တော်စိတ်တွေတုံလုံးချောက်ချလာတယ်။နောက်တော့တဖြည်းဖြည်းနဲ့ကျွန်တော်စိတ်ကိုစစ်စေးတယ်လို့သိလာတယ်။ခမရတို့တော်ပါတယ်ဗျာ။မစစ်စေးမမေးမြန်းမယ်လူတယောက်စီက လူကျင်တဲ့အဖြေတစ်ခုကိုရအောင်ယူနိုင်တယ်။အဲ့ဒါပြောတာပေါ့။တင်ချာနီးမှရှိတယ်လေ။တင်းနဲ့တေပေါင်းရင် နှစ်ဖြစ်တော့မှာပေါ့ကိုဝင်းစော်ကြီး။တတနာဆရာကြီးရဲမှုကင်းတက်ဖွဲ့မှာအငိမ့်စားရဲအုပ်ဦးစန်းငွေက ဝင်ရောက်ပြောလိုက်တယ် ်မှန်ပါ रे ဗျာဒါကြောင့်လဲတာရှည်သီးမခံနိုင်တော့လို့ဟုတ်မှန်ကြောင်ဝန်ခံလိုက်ရတာပါဇီယာမြင်ဦးပြောတယ်လို့အင်းကြည်တို့ပစိုးတို့ဆိုတာအခက်မသိရင်တဲလွန်စားဖြစ်သွားနိုင်တယ်လေဒါကြောင့်ဒီပစိုးနဲ့ဒီအင်းကြည်နဲ့ပဲစင်ရင်ရှင်းပြလိုက်တယ်ဒါဖြင့်အဲ့ဒီအင်းကြည်နဲ့ပစိုးကဘဲမှာလေမြေသေးကိုလွှင့်ပြလိုက်ပါပြီဒါပေမဲ့ခမရရဲ့လက်ဝေးရာခင်စိန်ဟန်မာရောဝင်းထွန်းမာရောထင်ကြံရစ်ခဲ့တယ်ဆိုတာ တကယ်လို့ခမရလက်ကိုစစ်ဆေးကြည့်မယ်ဆိုရင် ခမရဖုံးကွယ်ထားလို့မရပါဘူးဟုတ်ပါတယ်ဗျာရဇဝေဘေးပြေးမလို့ဘူးဆိုတာကျွန်တော်သိပါတယ်ဤတို့ဒူရဲအုပ်မြင်ဥရဲ့စကားဆုံးသွားတဲ့အခါတသက်နာဇေယကြီးက စကားစတင်ပြောလိုက်တယ်ကုဇော်ဝင် ခမရတိတ်မှားသွားတယ်ဗျာတိစမရှိတဲ့မိမအတွက်နဲ့ခမရဒီလိုလှုပ်လိုက်တာဘာအဓိပ္ပာယ်မှမရှိဘူးသီအိုရီတစ်ခုကိုကျွန်တော်ပြောပြမယ် ယောက်ျားတယောက်ယောက်နဲ့မိန်းမတယောက်အိမ်တော်ပြုတ်လိုက်ရင်လင်မယားဆိုတာ ဖြစ်သွားတာပဲဗျ။အဲ့ဒီတီအိုကြီးတခုကိုခမစင်းစားမိလို့ဒီလို အတိတ်ပဲမရှိတဲ့အမတခုကိုကျူးလွန်လိုက်တာပဲဖြစ်ရမယ်။ဒသနဆရာကြီးဦးစန်းငွေ ပြောလိုက်တဲ့စကားကြောင့်အားလုံးပြုံးရတော့မလို့ရီရတော့မလို့ဖြစ်သွားကြရီ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။ နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။